ဟုတ်ကဲ့ချစ်ရတဲ့ baby family မိသားစုများခင်ဗျာဒီနေ့နေ့တက်မှာလဲပေါ့နော်အားလုံးပဲတက်ရှင်လေးပြန်လဲပြီးတော့တွေ့ဆုံရတဲ့အတွက်အားလုံးကိုမင်္ဂလာပါလို့လည်းနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကတော့2025ခုနှစ် April 3ရက်နေ့ရဲ့မနက်ပိုင်းမှာတက်လာတဲ့သတင်းတူသတင်းကောင်းတွေနဲ့အတူကျွန်တော်တို့တော်လန်သတင်းတွေငလင်သတင်းတွေကိုပြန်လဲပြီးတော့ကျွန်တော်အတူတူ reaction လုပ်ကြမှာဖြစ်ပါရနော်ဟုတ်ကဲ့ဒီနေ့မှာလဲဒီ main online ရဲ့ပြောင်းလဲသွားတဲ့ season တွေနဲ့အတူပေါ့နော်ကျွန်တော်တို့ရဲ့တော်လန်ရေးအောင်ပွဲတွေအားလုံးကိုကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်ပါရနော်ဟုတ်ကဲ့ထုံးစံတိုင်းပဲကျွန်တော်လိုရီတူရှင်သတင်းတွေနဲ့ပဲဆက်လိုက်ပါမယ်ခင်ဗျာ ပေါင်းစုသတင်းဘုတ်ကတော့ရန်ကုန်မြို့နီးဖြာပုံမြို့နီး86ကီလိုမီတာအကွာပင်လယ်ပြင်ကိုပုံပြည့်ပြင်းအား9အဆင့်ရှိတဲ့ငလင်လောက်ခတ်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲ့တော့မနေ့ညကပေါ့နော်ရန်ကုန်မြို့ကအများစုကတော့ငလင်လောက်သွားတာလေးကိုခံစားမိမယ်လို့ယုံကြည်တယ်အဲ့တော့တချို့တွေကတော့မသိလိုက်ဘူးလို့လည်းသိသိရတယ်ပေါ့နော်ညအချိန်ဖြစ်တဲ့ခါမှာအဲ့တော့ဘယ်လိုပဲပြောပြောရန်ကုန်မှာလည်းဒီ9အဆင့်ရှိတဲ့ငလင်လောက်ခတ်သွားတဲ့အခြေအနေဖြစ်ပါတယ်နော်နောက်ထပ်သတင်းဘုတ်ကတော့စစ်ကူမြို့ပေါ်စာတိန်ကျောင်းကိုစစ်တပ်က မနေ့ကပါနော်မောလွဲပိုင်းလေးပြည့်ဘုံချစ်တိုက်ခိုက်ပလဲမျိုးနေကြည်ရမြောက်ကိုရဲပြစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ကျပ်ပဲစစ်ကောင်စီကမနေ့ကအထိပါနော်မနေ့ကဒီစစ်ကူးမျိုးပေါ်မှာဘုံချဲနေတဲ့အနေအထားဖြစ်ပါတယ်နော်ရည်မျိုးနယ်တွင်ပြည်သူများခြံငွေကြီးတောင်းရအနိုင်ချစ်နေသည့်ပြည်သူစစ်ကောင်းဆောင် အေးမောင်လဖိတ်ဆိုင်၌ပြစ်ခတ်ခံရပြီးမသားဖြစ်သွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။ကဲနောက်ထပ်အုတ်ကြီးတွေပြည်သူစစ်တွေထွက်လာပြန်ပြီနော်။ က်တဲ့တပုတ်ကတော့ကင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ဦးဆောင်မှုဖြင့်ဘောလခဲဖားဆောင်တို့ရှိကာကင်စကန်များကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား60ကျော်တည်ဆုံးပြီးလက်နက်မျိုးစုံ40ကျော်တိုက်စစ်ရမိခဲ့တယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်ခင်ဗျာဒါတော့ကရင်ပြည်နယ်မှာကင်နီပြည်နယ်မှာရှိတဲ့အဝွေးဖြစ်ပါတယ်ကဲတိုက်စစ်ရမိတဲ့လက်နက်တွေလည်းအများကြီးပဲတွေ့ရပါတွေ့ရပါနော်အဲ့တော့မနေ့ကဒီအချမ်းမစစ်ကောင်စီကတော်တော်လေးပေါ့နော်ဒီစစ်ရှုံးတာတွေရောနောက်ပြီးတော့ဒီ တရုတ်ကလာတဲ့တက်ရှိတီရေတန်းကိုတရက်နဲ့ပြစ်မိလို့ပေါ့နော်ဒီတရုတ်ကသူ့ကိုသတိပေးလိုက်တယ်ထင်ပါတယ်နော်အဲ့ဒါချက်ပစစ်ကောင်စီကလည်းအခုချိန်မှာဆိုရင်ယာယီအပြစ်ရဲ့ကြေညာလိုက်ပြီဖြစ်ပါတယ်နော်အဲ့21ရက်ကြာပြစ်ခတ်ရက်ရေဆဲရေးလိုက်တယ်ဆိုပြီးမှသူတို့မနေ့ရက်ပဲကြေညာလာပါတယ်မတ်လ28ရက်နေ့ကလေးလောက်ခဲ့နောက်ဆက်တွဲကိစ္စကြီးအတွက်2025 AP နေ့ရက်မှ22ရက်အထိယာယီအပြစ်ရဲ့ကြောင်းစစ်ကောင်စီကယင်းနေ့ညပိုင်းနေ့ကြေညာလိုက်ပါတယ်ပေါ့နော်မနေ့ညပိုင်းကြေညာလိုက်ပါတယ်အဲ့တော့အပြစ်ဒီလေရင်နဲ့တိုက်ခိုက်တာတွေမရှိတော့ဘူးလို့တော့ပြောရတယ်ပေါ့နော် ဲ့တော့သူစကားတော့တိတ်ပြီးရောရတာမဟုတ်ဘူးเนาะစောင့်ကြည့်အောင်ဖြစ်ပါတယ်အချက်ပဲစစ်ကောင်စီအပြည့်ရမယ်လို့ပြောပြီးမကြောက်ဘူးเนาะ KIO KIA ကလည်း AP 22ရက်နေ့အထိယာယီအပြည့်ရလိုက်တယ်ဆိုတဲ့သတင်းကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်เนาะအဲ့တော့ KIO KIA လည်းဒီပြည်သူလူထုရဲ့ဒီငလင်တန်းဘေးဒဏ်နဲ့ပတ်သက်ပြီးတော့เนาะအခုချိန်မှာပြန်လည်ပြီးတော့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်ကဲကျွန်တော်ပထမဆုံးနားထောင်ရမယ့်သတင်းကတော့အချက်မဲ့စစ်ကောင်စီဒီရခိုင်မှာပေါ့နော်ညောင်ကျိုးဖက်မှာဘယ်လောက်ထိ ကြည်ကွေးစရာတွေဖြစ်နေပြီလေဆိုတော့ကိုယ်တိုင်ထုတ်ပြောထားတယ်ဘောမမမရဲ့ဗီဒီယိုတစ်ချက်တော့ကျွန်တော် reaction သွားကြည့်လို့ကြည့်လာနော်အဲ့တော့အခုဘယ်နေရာအခြေအနေမကောင်းဘူးလဲဆိုတော့ညောင်ကျိုးအခြေအနေမကောင်းပါဘူးစကားကမကောင်းဘူးညောင်ကျိုးအလုံးသိတဲ့အတိုင်းပေါ့ဗျာနော်အုတ်ရှိပင်မှာရှိနေတဲ့ကပ္ပစာတွေညောင်ခြေတော်မှာရှိနေတဲ့ကပ္ပစာအဲနောက်တစ်ခုကဘရောင်းမြို့အုတ်ရှိပင်မြို့နော်အဲ့ဒီမျိုးတွေကိုအကာအကွယ်ပေးထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာလုံးဝထိခိုက်လို့မရတဲ့နေရာမျိုးပေါ့ဗျာနော်အဲအញ្ញောင်းရေးကြီးနေတယ်အခု အဲလက်ရှိဖြစ်ပုံရဆိုလို့ရှိရင်တော့လုံးဝအခြေအနေမကောင်းပါဘူးခင်ဗျာနော်အားလေးကိုအားလုံးသိစေချင်တယ်တခုခုဆောင်ရွက်ဖို့လည်းလုံနေပါပြီတခုဆောင်ရွက်ဖို့လုံနေပြီအခုအခြေအနေရဆိုလို့ရှိရင်ကျွန်တော်တို့ညောင်ကျိုးကကာကင်းနေစုပ်ပေးလိုက်ရပြီကာကင်းနေစုပ်ပေးလိုက်ရအတွက်ကြောင့်မို့လို့အဲကျွန်တော်ညောင်ကျိုးရွာကတော့လုံးဝဒီအကာကွယ်မဲ့သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာနော်ဒါမဲ့လည်းတပုံကတော့ညောင်ကျိုးရွာလည်းတော့မဝင်ပါဘူး အဲနောက်ထပ်ဒီကာကင်းတကောင်ကတော့ကိုယ့်လက်ထဲမှာရှိနေတော့မယ်မင်္ဂလာပါတဲ့မင်္ဂလာပါเนาะအဲ့တော့အဲဒီနေ့အဲခိုင်သူခွာတော့ဒီပေါ့เนาะဒီညောင်ချိုးကြပြီဆိုပြီးညောင်ချိုးကြပြီဆိုပြီးတော့ကြပြီညောင်ချိုးကြပြီပြောတာကြပြီအဲသူကတော့လူလိန်တယောက်ဖြစ်ရှိနေခဲ့ပြင်မယ်တိတ်မကြခင်မှာအေးပေါ့သူလူလိန်ဘွားလွတ်ကောင်းလွတ်သွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကတော့ ဘယ်လိုမှမလို့ဆိုတော့ပွဲမပြီးခင်ပေါ့ဗျာနော်။ရောင်ကျိုးကိုမကျစေခြင်းဘူး။မကျစေခြင်းတဲ့အတွက်ကြောင့်မလို့အသေးချာစီမံဆောင်ရွက်ဖို့ရန်ကိုလိုအပ်နေပါပြီ။ရောင်ကျိုးကျလို့ရှိရင်တော့အဲ့ဘက်ချမ်းမှာရှိတဲ့ရွာတွေမြို့တွေနော်။အားလုံးစစ်ပေးရှောင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကိုအရေးကြီးတဲ့အခြေအနေမှာခင်ဗျာနော်။အဲ့တော့အခုအဲကာဂင်းနေနောက်ဆုံးရသလိုနော်ရွာထဲမှာလည်းသူတက်ကလည်းမထိုင်တော့ဘူးမထိုင်တဲ့အတွက်ကြောင့်မလို့အခုဒီနေရာကိုဘယ်လိုလုပ်မှလဲနော်ကိုဘကဒီနေရာကြားစရာမလိုဘူးဗျာနော်စစ်ကူပစ်ကူ ထောက်ဖို့လမ်းကြောင်းရှိနေသမျှကာလပတ်လောက်เนาะအဲကျွန်တော်တို့ဒီဘလော့ကောမလဲစစ်ပွဲတပွဲကရှုံးစရာအကြောင်းမရှိဘူးထောက်ဖို့လမ်းကြောင်းမရှိတဲ့နေရာတွေဖြတ်တောက်ခံရတဲ့နေရာတွေမှာအတက်နေနဲ့ထိနာရဆိုတော့ကျွန်တော်ကျွန်တော်မပြောလို့အခုလိုမျိုးကိုယ်အနောက်ကနေပြီးတော့ထောက်ဖို့အမှန်ကန်ပေးနိုင်တယ်เนาะလက်နက်ကြီးပစ်ကူတွေပါတယ်အကုန်လုံးပေးနိုင်တဲ့အတိုင်းအတာမျိုးမှာတော့အာလုံးဝဒီနေရာကဒါမျိုးမဖြစ်သင့်ဘူးဖြစ်တယ်ဟေ့ဆိုလို့ရှိရင်ဒါကတော်တော်အသုံးမကျလို့ပဲလို့ပြောရမှာပေါ့ဗျာနော်။อืมဆိုင်လို့ပဲအဲ့တော့ကြောင့်မလို့အခုဘယ်လိုလုပ်မလဲ။ အဲတော်တော်လေးပေါ့မေကွန်းနေမေကွန်းနေတို့လောတို့လောမေကွန်းနေတော့ပေါ်လာပြီပေါ့ဗျာနော်အခုကျွန်တော်မြေပြင်သတင်းချို့ကြားကြည့်တဲ့ကြားတယ်ပေါ့ဗျာကြားတဲ့အခါမှာလဲအကြည့်ရတာဗာလဲဆိုတော့အဲဒီပေါ့အဲဆစ်မတိုက်ချင်တဲ့ပုံစံတွေများနေတယ်ဗျာနော်ဟိုကပါစာတွေကြားပြီအဲ့ဒါတွေအဖြစ်နဲ့ကြားပြီဆစ်မတိုက်ချင်တာတွေနော်ပြေးတာတွေလည်းများတယ်လို့ကြားသိရတယ်ဗျာနော်အဲ့လိုပဲဖြစ်ရမှာလေအဲ့ဒါကြောင့်ဘို့လို့ဒီတိုင်းလုံးဒီတိုင်းဆက်သွားမလားဘလို့လုံးမလဲအေးဒီနေ့တော့အခြေအနေရတယ်လို့ရှိတယ် အခြေအနေတွေအရန်ကိုအရေးကြီးနေတယ်အဲ့တော့ဓာကြီးကြာသွားလို့ရှိရင်တော့ညောင်ချိုကြာသွားလို့ရှိရင်တော့ဗျာနော်ညောင်ချီတော့တို့ဟုတ်လားဒီအုပ်ရှိပင်တို့ထိမယ်ဆိုတဲ့ခါကျတော့အဲအထက်ရရှိလူကြီးမင်းများစဉ်းစားစေခြင်းနဲ့တောင်ယုံတန်ယုံတာမန်ပေါ့အဲတာမန်စီရေးနေနေမှုနဲ့တော့လုံးဝရမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အာတောင်တောင်ပေါ့နော်ဟိုစစ်ဗျူဟာနဲ့တော့ရမှာမဟုတ်ဘူး။ဗျူဟာမှုကဘလို့ဗျူဟာတွေဆွဲလဲနော်။ဘာဗျူဟာတွေလဲအဲကျွန်တော်တို့ကကြည့်ရမယ်။ အဲ့တော့ကြောင့်မလို့အခုအဲညောင်ကျိုးရွာချင်းနေမကောင်းဘူးအကြီးကဲတွေတည်တည်ကြာကြာဆောင်ရွက်မှရတော့မယ်မဆောင်ရွက်ဘူးဆိုလို့ရှိရင်တော့အဲကျွန်တော်တို့လုံးဝကိုအထိနာနေပါပြီနော်ဒါကျွန်တော်တို့အမှန်အမှန်တိုင်းတော့ပြောရမှာပေါ့ဗျာနော်ခင်ဗျအမှန်တိုင်းမပြောလို့ရှိရင်လဲအမှန်တိုင်းပြောလို့ရှိရင်ခင်ဗျအမှန်သိရမှာမဟုတ်လေနော် ကဲဒါတော့ချက်မစစ်ကောင်စီအထိနာနေတယ်ဆိုတာပြောင်းရင်းကိုယ်နေပြောရပြီလို့ဖြစ်ပါတယ်နော်အဲညောင်ကျိုးမှာတော့ဥခိုင်သူခတိန်းထားကြာပြီလို့ပြောထားပြီးသားပါနော်အဲသူတို့ဖိကက်လောက်ကြံတဲ့လူမကြသေးဘူးမကြသေးဘူးပြောရပြီဖြစ်ပါလိမ့်မယ်နော်အဲ့တော့ဘာပဲပြောပြောချက်မစစ်ကောင်စီကတော့အာရခတက်တော်အေနဲ့တွေ့တဲ့နေရာတိုင်းမှာရှုံးနေနေဖြစ်ပါတယ်နော်အဲ့တော့အခုချိန်မှာထူးထူးခြားခြားပါနော် KNU ကအပြည့်ရဲ့ရက်စဲပါလေဆိုပြီးပြောထားတာမတွေ့ဘူးပါနော်အဲ့တော့အာဒီ KNU ပြောရေးဆိုပြီးရှိသူဘရိုစော်တော်နီနဲ့ ဒီမေးမြန်းထားတာဒါတော့ကြည့်အောင်နော်အဲ့ဒီမှာဆိုရင်ကျမစစ်ကောင်စီကိုတုံးချက်လိုက်တာပေါ့နော်ဒီကျမစစ်ကောင်စီဒီနိုင်ငံရေးရထွက်ပေးရမှာတော့တော့ကြတော့သူကျူးလွန်ခဲ့တဲ့အပြစ်တွေကျူးလွန်ရမယ်အဲ့ဒီတုံးချက်ပေါ့နော်အဲ့ဒီတုံးချက်ကိုလိုက်နာတယ်ဆိုရင်တော့သူတို့စဉ်းစားပေးမယ်ဆိုတဲ့ဟာပေါ့နော်တော်တော်မိုက်ပါတယ်နောက်တော့ကြည့်အောင်ခု2015ဆိုတော်တော်လေးအဆင်ပြေနေကျွန်တော်တို့ကအဲ့ဒီသဘောတူချက်ရပြီးတဲ့ရပြီးတာရပြီးတာနဲ့လာပြီးတော့တခါတည်းမဟာဗျူဟာရွေးဆိုတာမဟာဗျူဟာ2020ကနေ2025နှစ်အတွင်းမှာဂျပါလောက်မယ် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းပြည်ဘယ်လိုလုပ်သွားမလဲဆိုတော့ငါးနှစ်မဟာပြည်ကကျွန်တော်ရေးဆွဲတာရေးဆွဲပလိုက်တာအကြမ်းကြီးကျွန်တော်တိုင်ပြည်ပြီးပြီးနှစ်ပတ်အတွင်းကျွန်တော်ပြန်ထိုင်ဒါပေမဲ့စစ်တပ်ကဘာလုပ်လာဆိုတော့အဲ့ဒီသဘောတူထားတဲ့ဟာတွေအကောင်လုံးဖြတ်စည်းပြီးတော့နောက်ပြီးတော့အာနာငန်းငန်းတိတ်တော့အာနာလူပဲကျင်ပနေကြတာလေအဲ့ဒါနဲ့ပဲသူတို့ရတော့ရခဲတဲ့အခွင့်အလမ်းယူသူတို့လက်လို့ဆုံးဖြတ်ရပြရှင်းပြောရင်အလာကောင်းတဲ့အခါနောက်မှပြီးအခုကနာကြီးတော်မကတော့ကွာငလျင်ထထုတ်ပဲဆိုတော့ ကျွန်တော်တို့အကုန်ကြီးကျွန်တော်တို့ပြောထားတယ်သုံးချက်ခမောက်လက်ခံရတယ်မနက်ဖန်ဆွနေမှာစစ်တပ်ပြောင်းလဲရေးအတွက်ပဲနိုင်ငံရေးလုံးဝစကားပြောမင်းတို့ ਨੇ အဲ့ဒါပဲလက်ခံအဲ့ဒါမှဒီပြောင်းလဲအခုလူတွေကဟိုလိုလိုဒီလိုဟိုလိုဒီလိုရှောက်ပြောနေတာလုံးဝယုတ်တိယုတ်တံမရှိဘူးဒီအချိန်ခါကဖြစ်ခဲ့ပြီးပြီ2008ခုနှစ်က2010က2015က2020အထိကျွန်တော်တို့တီးခံစိတ်ရှိရှိနဲ့ပဲသူတို့နဲ့သူတို့ပေါ့ပဲဘူးလီသူတို့ပေါ့ချင်းချင်းကျွန်တော်တို့ close ကြတယ်ဒါပေမဲ့အဲ့ဒါကိုအကုန်လုံးဖျက်ဆီးပလိုက်ပြီဒီချိန်မှာဒါလုံးမမြတော့ဒီချိန်မှာလာပြောမယ်ဆိုအခါနှောင်းမသွားဘူးတရားတော့ဒီအချက်လက်နဲ့ဟိုလုပ်ငန်းစဉ်တွေကိုနှစ်နဲ့ချီပြီးလုပ်ခဲ့တာမှာအကုန်ပျက်စီးကုန်တယ်ကိုထောက်ပြတယ် okay တိုင်းပြည်ရဲ့အခြေအနေကိုကြည့်ပြီးတော့နောက်ဆုံးအဆင့်မဟို pre condition မရှိတဲ့တွဲဆုံမှုတစ်ခုလောက်နိုင်ငံတကာတိုက်တွန်းမယ်ဆိုရင်အဲ့ဒီလောက်အဆင့်ကိုဆရာတို့အနေနဲ့အခုလက်ရှိအခြေအနေရပေါ့ဖြစ်နိုင်ခြေရှိမရှိကျွန်တော်ကတော့ဒီ ဒီနေ့လောလောဆယ်ဖြစ်နေတဲ့အဲ့အခြေအနေတွေကိုကြည့်ချင်းအားဖြင့်တော့ဘလို့မှမဖြစ်နိုင်ဘူးသူတို့လည်းမထိတွေ့တာလည်းမဟုတ်ဘူးကျွန်တော်တို့လောက်ထိတွေ့တဲ့လူကကျွန်တော်တို့ပဲရှိတယ်တလောက်၅နှစ်အတွင်းမှာစပွဲရောမှာတေချာထိုင်ပြီးတော့အခုရှိနေတဲ့ဗိုလ်ချုပ်တွေအကုန်လုံးကျွန်တော်တို့နဲ့စကားပြောဘူးတဲ့ကဲတော့လောက်ထိဘလောက်ထိတီးခံကြလဲဆိုသူတို့သိမှာပါဒီချိန်မှာတော့ကျွန်တော်တို့တီးခံလို့မရဘူးဒီအချက်ကိုလက်ခံမလားဒီအချက်၃ချက်ခင်ဗျားတို့လက်ခံရင်တော့ရပြီစကားပြောမယ်ပြောမယ်ဆိုရင်လက်စစ်တပ်ပြုပြီးပြောင်းလို့ရပဲပြောမယ်နိုင်ငံရေးလုံးဝမပြောဘူး မျာတို့နဲ့နိုင်ငံရေးကခမျာတို့နဲ့လုံးဝမထိုက်တန်ဘူးနိုင်ငံရေးကိုထွက်ကိုထွက်အောင်ပြတ်တယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကတော့အခုစိတ်ကူးကြီးနေတဲ့ဟိုပြောဒီပြောလူတွေကဘာအရေးမရအဖမရတဲ့ဟာတွေကဘာတောင်းစင်အရေးမရတဲ့ဟာတွေကကျွန်တော်တို့နဲ့လုံးဝမအားစတော့ကျွန်တော်တို့ကိုယ်တိုင်လောက်ခဲ့တဲ့လူအဲ့လို theory နဲ့ရှောက်တော့ကျွေးကျော်တဲ့လူတွေမဟုတ်ဘူး theory ရရောကျွန်တော်တို့လက်တွေ့ရရောအလုပ်လုပ်တဲ့လူတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖြစ်နိုင်တဲ့ဟာကိုကျွန်တော်တို့လုပ်မယ်မဖြစ်နိုင်တဲ့ဟာကိုတော့ကျွန်တော်တို့မလုပ်တော့ဘူးဒီနေ့ကကျွန်တော်တို့ဖြစ်နိုင်တဲ့ဟာကိုဆက်လုပ်တော့မယ် ဟုတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့ယူဆချက်တွေနိုင်ငံတကာနိုင်ငံရဲ့သူရဲ့ထင်မြင်ထင်မြင်တွေတွေးတော့ဟိုလှောက်ဆောင်တဲ့ဟာတွေပေါ့နော်တခြားလူတွေကျွန်တော်မပြောဘူးလွန်ခဲ့တဲ့2 30ကျော်ကကျွန်တော်တို့မန္တလေးကြကြကြတုံးကဆိုကျွန်တော်တို့ဘလောက်ထိနာ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 ကြီးကြီးပြောခဲ့လဲ KNU ကမိစကုံစီခန်းပြီးတယ်အလောက်ထိပြောတာနိုင်ငံတကာဒါပေမဲ့ကျွန်တော်တို့ဂရုမစိုက်ပါဘူးဘလောက်ပဲအခက်ခဲကြတဲ့ရှိပြီကျွန်တော်တို့ဘယ်နှခါလဲကြလဲဆိုတာအရေးမကြီးဘူးကျွန်တော်တို့ဘတ်တခါပြန်ပြီးတော့ထတယ်လဲဆိုတာဆိုတဲ့ဟာပဲအရေးကြီးပါတယ် အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘလော့ပဲလဲကြလဲကြကျွန်တော်တို့ပြန်ထပ်တယ်အဲ့ဒီပြန်ထပ်တဲ့ပုံမှာအခု230ကျော်လာတဲ့အခါမှာမန်နဘလော့ကကျွန်တော်တို့လက်ထဲရောက်လာပြီအဲ့ဒါလည်းပဲအခု2021အာနာသိန်းတဲ့အခါမှာလည်း6 6လာတွင်းကစစ်ကောင်စီလက်ထဲကိုအကုန်လုံးပြန်ရောက်သွားမယ်ဆိုတဲ့လူတွေကအခုကပဲမှာလဲစစ်ကောင်စီလက်ထဲမှာမြို့ပေါင်း100ကျကျသွားပြီနေမြင်ကလည်းတလောက်ကျဲတဲ့နေရာသူတို့ဘာတခုမှပြန်သိမ်းလို့မရဘူးဘယ်တက်တပ်စခန်းမှာတိတ်ပြန်သိမ်းလို့ရလဲဘယ်တက်တပ်စခန်းကလည်းအပြင်ကိုထွက်ရဲတဲ့လေအခုကလမ်းပေါ်မှာကြိုက်တယ်လို့ပြောနေတာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းတွေပဲဖြစ်တယ် စခန်းထဲမှာလုံးဝအပြစ်မထွက်ရဲပြီးတော့ဘူဒဇာထိုးကလော်ပြီးတော့လမ်းနေရှောက်ဖြက်တာသူများလာတိုက်မှာဆိုလို့အဲ့လိုအခြေအနေရောက်နေတာကိုကစိတ်ကောင်းစီဗျအဲ့ဒါကြောင့်လို့ကျွန်တော်တို့ကဘာမှနိုင်ငံတကာဝေဖန်တဲ့ဟာတွေဘာတွေတိတ်ပြီးတော့များများဆက်ဆက်ထက်တွေ့စရာမလိုဘူးအရေးကြီးတဲ့ဟာကျွန်တော်တို့အခြေအနေနဲ့ကန့်ညီတဲ့ဟာပဲကျွန်တော်ကြိုးစားကိုကျွန်တော်ကြိုးစားနေတယ်လဲဘယ်နိုင်ငံကလဲဟာဟဲ့ပဲနဲ့ကူညီတာလည်းမရှိဘူးဗျသူတို့ တတ်နိုင်တဲ့ဘက်ကကူညီတယ်ဆိုတာလူမှုလူသားချင်းစာနာထောက်ထားမှုရကူညီတဲ့ဟာကိုတော့ကျွန်တော်တို့ကျေးဇူးတင်တယ်ဒါပေမဲ့နိုင်ငံရေးရစီရေးရအထူးသဖြင့်စစ်ရေးဆိုတပြောင်းမှမပေးဘူးရှင်းရှင်းပြောရရင်အဲ့ဒါမှမဟုတ်ကျွန်တော်တို့ဘာမှလည်းစိတ်ဆင်းရဲစရာလည်းမလိုဘူးစိတ်ပြက်စရာလည်းမလိုဘူးလုံးစရာရှိတာကျွန်တော်ဆက်လော်လို့ပေါ့မှာအဲ့တော့အခုလက်ရှိအခြေအနေပေါ်မှာဟိုစဉ်းစားချက်ရဆိုရင်စစ်ကောင်စီဥက္ကဋ္ဌကလည်းသူ့ဘက်ကမပြောင်းလဲဘူးဆရာတို့ဘက်ကလည်းပြောင်းလဲဖို့မရှိဘူးဒါပေမဲ့တခုခုပေါ့စစ်ကောင်စီဥက္ကဋ္ဌကိုပဲပြည့်စစ်ကောင်စီကိုပြည့်ပြည့်ဆရာတို့အနေနဲ့ ခုနကဆရာပြောခဲ့တာလေးရဲ့တခြားပေါ့တခြားပုံစံတစ်မျိုးနဲ့ဟိုလမ်းကြောင်းတစ်ခု ပြောစရာများပါရှိအောင်မလဲမရှိဘူးလားကျွန်တော်ကရှင်းရှင်းလေးပဲဒီတစ်ခုပဲရှိတယ်ခင်ဗျားတို့မိုက်တွင်းနေတာရတော့အဲ့ဒီမိုက်တွင်းနေတာရတော့ဘူးဆိုရင်ခင်ဗျားအဲ့ဒီသုံးချက်ကအဲ့ဒီသုံးချက်ကျွန်တော်ပြောပြောနေတဲ့စစ်တပ်နိုင်ငံကြီးကထွက်ဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲရောခင်ဗျားတို့လက်ခံအသွင်ကူပြောင်းရေးကာလတရားများတော့ကျူးလွန်ခဲ့တယ်များခင်ဗျားတို့တောင်းခံဒီသုံးချက်ခင်ဗျားတို့လက်ခံရင် OK ပြီဒီသုံးချက်ပဲเนาะရှင်းဆက်ကြဖြူးဖြူးလေးပဲကျွန်တော်တို့ဘာမှဟို အားငယ်စရာမရှိဘူးလူလူကကိုယ့်ဘက်ရက်တီနေတဲ့နောက်မှာဘာမှညွန်ညွန်စရာဘာမှဟိုစိတ်ပြက်စရာမရှိဘူးအဲ့ဒီသတင်းစကားလေးပဲပေးခြင်းတယ်အဲ့ဒီလိုအဲ့ဒီသတင်းစကားလေးမှာလက်မခံဘူးရှိရခင်ဗျားတို့တည်လည်းမဖြောက်ဘူးဗျဟုတ်ပြီဆရာအဲ့တော့အခုရင်းကလေးတန်းခံစားစရာနဲ့ပြည်သူလူထုအတွက်ပေါ့နော်အခုစာဝတ်နေရလဲဟိုဘလို့မှဟိုအဲ့ဒေတာမှာဆိုလုပ်ငန်းကံကံဘာမှလုပ်လို့မရနေအများကြီးပြန်လဲထူထောင်းမှာအဲ့တော့ဆရာတို့ဘက်မှာရှိတဲ့မဲဆောက်လမ်းကြောင်းပေါ့ကုံသွေးလမ်းကြောင်းတွေကလည်းအရန်ရေးပါတာပေါ့နော်ကို ဒင်းတို့မကြီးဖို့အတွက်ကိုအဲ့တော့ဆရာတို့တောင်းဆိုမယ်ဒီအာရှလမ်းမကြီးပြန်လဲပွင့်ဖို့အတွက်ကိုပွင့်ပြုမလားတောင်းဆိုမယ်ဆိုရင်ဆရာတို့ဘယ်လိုသဘောထားမျိုးပေးလို့လဲဒါကတော့လွယ်လွယ်လေးပါဒါပေမဲ့အချိန်ခါရှိသေးတယ်လေအချိန်ခါမရောက်သေးရင်ကျွန်တော်တို့ဘာမှလုပ်လို့မရသေးဘူးကျွန်တော်တို့ကလောက်ဆရာရှိတာကြံလေးတော့မလို့ကျွန်တော်တို့တဆင့်ကြောင်ဆက်လုပ်လို့လို့သေးတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာတော့ဘာမှထူးထူးတွေပူပင်စရာမရှိဘူးလူထုအတွက်ကတော့ကျွန်တော်တို့အများနဲ့ထက်စင်းစားရတယ်လူထုအတွက်ဆိုရင်တော့ပါဘီလက်ဆိုတော့ဒီချိန်ဒီကလမှာတော့တော်တော်လေးကို ဟိုဒီဒီမျက်ရည်နဲ့မျက်ခွက်နဲ့တော်တော်တလေးကိုဟိုနာကြီးကြီးအကောင်းတဲ့အခြေအနေတွေရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့အင်မတန်မှောင်မိုက်တဲ့ညတကောင်ရံအချိန်ခါကျော်လွန်သွားပြီးတဲ့နောက်မှာအင်မတန်တောက်ပတဲ့အနာဂတ်စီကိုကျွန်တော်တို့ရောက်မှသိကြတဲ့အတွက်လူလူနဲ့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီဆက်အနာရှင်စနစ်ကိုအမြင့်ပြုတ်ချက်ဟိုဟိုဆက်တိုက်ဖို့ဆိုတာကျွန်တော်တို့တန်နေဆိုင်ချပြီးသားရှိတဲ့အပေါ်မှာတော့ကျွန်တော်တို့လက်တွဲပြီးတော့ဆက်သွားမှာပဲဖြစ်တယ်။အားလုံးဘာမှအားမငယ်နဲ့ကျွန်တော်တို့ချမယ်ဒီကောင်လေးအပြတ်ဆော်ပလိုက်ပြီးတော့တခါတည်းတိုင်းတည်ပြည်သူတူထောင်တော့မယ်။ ကဲဗျာဘလောက်အားဆန်ခေါ်နော်အဲ့လိုပြပြတသားရှိတာတော့တကယ်ပဲကောင်းပါเนาะအဲ့တော့အခု KNU ကဆိုရင်တော့တကယ်ပဲပေါ့နော်ဒီတော်လိုင်းအဖွဲ့ထဲမှာဆိုရင်အာဒီအနှစ်အကြဆုံးပေါ့နော်အဲ့တော့ခါလေးကျန်တဲ့တချို့တွေကဝေဖန်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဘာပြောပြောအသူကတော့အခြေအနေမှန်ကိုသဘောပေါက်တဲ့အတွက် ပေါ့နော်ဘယ်လိုမျိုးတွေစီစဉ်နေလဲဆိုတော့သူတို့ပဲသိမှာဖြစ်ပါတယ်နော်အဲ့တော့ဘာပြောပြောခုချင်းမှာတော့စကားရ စကားအရတော့လုံးဝဖြစ်ဖြစ်သားသားပြောထားတွေ့ရပါတယ်နော်အဲ့တော့ဒီအချက်မဲ့စစ်ကောင်စီဆွေးနွေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အနေထားတွေရဒီအချက်၃ချက်ပေါ့နော်အများနဲ့တစ်ဆင်တစ်ဆိုင်မမတောင်းလာတဲ့အချက်၃ချက်ပေါ့နော်ဒီအချက်၃ချက်ကတော့တော်တော်လေးကိုသူတို့လုံးဝမလျှော့ဘူးနော်ချက်မဲ့စစ်ကောင်စီကဒီ၃ချက်မပေးလို့နော်သူတို့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဆိုတဲ့အနေထားဖြစ်ပါတယ်နော်โอเคနောက်ထပ်သတင်းပုဒ်ကတော့ချက်မဲ့စစ်ကောင်စီရခိုင်မှာဘယ်လိုမျိုးရှုံးနေတယ်ဆိုတဲ့သတင်းနောက်ထပ်ကြည့်အောင်နော်ငယ်လုံးငလျင်ဘေးကျောင်းဝန်ရွေးပူဆွေးနေချိန်မှာစစ်ကောင်စီကအယက်သားကြီးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့် အရခတ်တက်တော် AA ကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့တပ်စခန်းကတော့ကြောက်ဖြူမြို့နယ်ဂုံးရွှင်တိုင်နယ်အမှတ်32ရေတပ်ရင်းနဲ့မင်းမဝေးမှာရှိတဲ့ပြင်းရှိကြီးရွာမှာစစ်ကောင်စီဝင်ရောက်တပ်ဆွဲထားတဲ့နေရာဖြစ်ပြီးဧပြီလ1ရက်နေ့အာယုံတပ်ရှိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြေပြင်ဒေသခံစီရေးတရင်ရင်းမြစ်တွေကနရင်းစရာကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာမလာကုံကြီးရွာကိုဝင်တဲ့နေ့ကလေးကပြင်ရှိကြီးရွာကိုဝင်ရောက်နေရယူထားတာဖြစ်ပြီးရွာမှာတက်ဆွေးထားတာဖြစ်ပါတယ်တက်ဆွေးထားတဲ့စစ်ကောင်စီတပ်တွေကိုအေအေကတိုက်ခိုက်ခဲ့တာကြောင့်မနက်9နာရီကျော်လောက်အထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကအထင်အားကဒဏ်ရာအများကြီးနဲ့ဆုတ်ခွာခဲ့ကြရတယ်လို့စစ်ကောင်စီဘက်ကနေပိနဲ့ဒရုန်းတွေနဲ့အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်ကဲဒါတော့เนาะအချမ်းစစ်ကောင်စီက ငလင်ဘေးကျုံနေတဲ့အချိန်မှာပြင်လင်းတိုက်ခိုက်လို့အရခတော်တော်ရပြန်တိုက်လိုက်တာဒီနေရာကြီးကြာသွားဖြစ်ပါနော်ကဲနောက်တစ်ကျွန်တော်ကြည့်ရမယ့်သတင်းကတော့ Champions စစ်ကောင်စီကပါနော်သူအနေနဲ့ဆိုရင်သူကလုံးဝဒီအပြစ်ရက်တဲ့ဟာကိုသူကလုံးဝမချောညာခြင်းဘူးအဲ့တော့ဒီငလင်မလောက်ခင်ကောလုံနေတဲ့အချိန်ကောလုတ်ပြီးတဲ့အချိန်ကောဇက်လိုက်ဘုံချင်းတာပါနော်ဒါပေမဲ့ဒီအချက်ချင်းဒီရင်တန်းကိုဒီတရုတ်တွေပို့လိုက်တဲ့ချက်ချင်းဒီရင်တန်းကိုတနက်နဲ့ပြစ်ခတ်ပြီးနောက်ပိုင်းမှာတော့သူတို့ ပြီးရဒီသဘောထားတွေပြောင်းလဲသွားရပါတော့အဲ့တော့တာကောကြီးကသူတို့ဘယ်တော့ဆူထားလဲတော့မသိဘူးเนาะအင်္ဂလန်တန်းအဲ့ဒီပါလေဒီကချက်ချီညီရင်တန်းကိုပေါ့နော်ပြက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိညင်းထားလဲဆိုတော့တစ်ချက်နားအောင်ကြည့်အောင်เนาะ PDF နဲ့ sorry TNL PDF နဲ့တက်နဲ့ဆိုင်ထားတဲ့နေရာဆိုင်ထားတဲ့နေရာဆိုင်ထားတော့ပွင့်လို့ပြောအဲ့လိုဆိုင်ထားတဲ့အချိန်မှာည9နာရီကျော်လောက်မှာ9နာရီ20လောက်မှာ20ကျော်လောက်မှာကားတိုင်းနဲ့ဩနဲ့လာတော့အဲ့ဒါကြီးကဘာမှမသိတော့စစ်တပ်ကလူတွေကဂိတ်ကလူတွေကလှမ်းပြီးတော့ guide 200လောက် ီတာ300လောက်ပဲမီတာ300လို့မီတာ300 300လောက်မှာကွာပေါ့ခိုင်လာမီတာလားရောနေထားပါတော့တော်တော်ဝေးဝေးလောက်မှာလှမ်းပြီးတော့မီးတဲ့အချက်ပြပြီးတော့ကားကိုရပ်ဖို့လှမ်းပြီးပြောတယ်ကားကမရပ်ဘူးဆက်မောင်းတယ်မောင်းတော့နီးတဲ့နီးလာတဲ့ခါကျတော့ဂိုက်တရားလောက်ကွာကျတော့တနက်ကိုမိုးပေါ်ထောင်ဖောက်ပြီးတိုင်းတိုင်းတိုင်းဖောက်ပြီးတော့ကားကိုအထရီပြေးလိုက်တယ်ကားကရက်သွားတယ်ရက်သွားပြီးလည်းပြီးတော့ကားပြီးလည်းပြီးသင်းကြောင်တော့ကြောင့်ပြန်လှည့်ပြီးမောင်းသွားတယ်ပြီးလည်းပြီးတော့ TNL ရဲ့သတင်းမှာပါလာတယ်စစ်တပ်ကတရုတ်ရဲ့ချက်ချင်းကြီးရင်တန်းကားကိုပစ်ပါတယ်ဆိုပြီးတော့တက်လာတယ်ဆိုတော့ ီနေရာမှာခင်ဗျားတို့အနေနဲ့ခေါင်းအေးထားပြီးစပြီးစဉ်းစားကြပါစို့စစ်တပ်ကတရုတ်ချက်ချင်းဒီကောက်ပစ်တယ်လို့ပြောရင်တရုတ်ချက်ချင်းဒီကသူတို့ပြရင်တရုတ်ချက်ချင်းဒီကကအပေါက်ရဒဏ်ရာဒဏ်ချက်တွေနဲ့စုပ်ပြတ်တယ်မှာမဟုတ်ဘူးလားပြင်မယ်ပစ်တယ်ဆိုရင်6လမ်းနဲ့အဆင့်ပဲ6လမ်းပြီးတော့တားလိုက်တဲ့သဘောပဲရှိတယ်တကယ်ပစ်ချင်အဲ့စစ်တပ်ကအဲ့ sorry အဲ့ကားကိုစီလို့မွားတာကျဲအောင်ပြစ်လို့ရတယ်ဒါပေမဲ့မပစ်ဖက်နဲ့မိုးပေါ်ထောင်ပြီးတော့6ပြီးတော့ပြစ်တယ်ဘာကြောင့်မိုးပေါ်ထောင်ပြစ်လဲဒီကားတွေကသတင်းပို့ထားပြီးသားကားတွေမဟုတ်ဘူးပြီးတော့ ဒီကားတွေကစီးရင်ပေးသွင်းထားပြီးတဲ့ကားတွေမဟုတ်ဘူးဒါတွေဖြတ်လာမယ်ဆိုတော့ကြိုတင်သတင်းရရှိတာချင်းမရှိဘူးမရှိတဲ့ခါကျတော့ကြိုတင်ကြောင်းကြောင်းနဲ့မရှိတဲ့ခါကျတော့တို့အနေနဲ့ကစစ်ကလည်း TNL PD နဲ့ PD နဲ့ဂျာမဆိုင်ထားတဲ့ကားဂျာမဆိုတော့တက်ကတတိထားပြီးတော့တားဆီးလိုက်ရတဲ့သဘောပဲတွေ့ရတယ်ဒါကိုတွေ့ရတယ်ဆိုတော့ဆက်သွယ်မင်းမြန်စုံစမ်းပေါ်တော့မှုရအရာဆိုရင်တော့ဒီကားကိုးစည်းကိစ္စမရိုးရှင်းဆိုတော့တွေ့ရတယ်အဲ့တော့နောက်တစ်ခုက ီလိုကိစ္စမျိုးရှင်းရှင်းလင်းလင်းပြောမပေးဘူး။ဘာကြောင့်လဲတော့ကျွန်တော်မသိဘူး။ဘလောက်တောင်စိတ်တဲ့ရုပ်ကန်းတွေလဲကျွန်တော်မသိဘူး။တို့တို့စိတ်ကြည်စင်တာမပါသလား။မသိဘူး။ကျွန်တော်အဲ့ဒါကိုမရှင်းပါဘူး။ကျွန်တော်အခုဂျာကနေဂျန်လစ်ကြောင့်နေကျွန်တော်ပြောနေရတယ်။ကျွန်တော်ပြောတော့မိုင်းချက်ချင်းဒီတိုင်းမှာလာပြောလို့ရတယ်။ခင်ဗျားတို့တွေစိတ်စင်တာကြီးတစ်ခေါက်တော့ရှိဖို့လိုတယ်။ချက်ချင်းဒီ conflict area ရဲ့သွားမယ်ဆိုရင်ဘာလို့ရလဲဆိုတော့ခင်ဗျားတို့သိတယ်။အခုအချိန်မှာခင်ဗျားတို့ခေါင်းလောက်ထွက်ပြောလိုက်ရင်တော့လူတို့ကဟောချက်ချင်းဒီသဘောတည်းဒီလိုလားဆိုတော့သိသွားမယ်တဲ့ချက်။အဲ့ဒါသိရင်ခေါင်းကပောက်ကွက်ရဖွာနေတဲ့ကောင်တွေအကုန်လုံးမှသမ ्या ရဲ့ကိစ္စတွေကလူတို့ကိုတားပြီးသားဖြစ်သွားမယ်။လူတို့အပေါ်မှာ လူတို့အမုန်းတရားတွေမပြန်ပွားအောင်တားပြီးသားခင်ဗျားတို့ဖြစ်မယ်အဲ့လောက်တော့စေတနာရှိကြဖို့လိုတယ်စစ်တပ်ကမကြိုက်ရင်တော့အဲ့ဒီလူတို့မှာအမုန်းတရားတွေပွားတဲ့ပြဿနာတားပြီးကြဖို့လိုတယ်ခင်ဗျားတို့ကအခုဖြစ်နေတဲ့ပြဿနာစစ်တပ်မုန်းတရားစိတ်နဲ့လူတို့ဘလောက်အမုန်းတော်အမုန်းတရားကြီးကြီးလူတို့မုန်းလေလေပူကြိုက်လေလေဆိုတော့မျက်ဖြူဆိုင်လေဆရာကြိုက်လေပုံစံမျိုးနဲ့အမှန်တရားကိုလည်းမပြောပေးကြဘူးမပြောပေးကြဘဲနဲ့အကုန်လုံးကမဖြစ်နေလို့ဆိုတော့အကုန်လုံးကအန်ကျဲပြီးတော့မှတ်ပလားမှတ်ပလားမှတ်ပလားမားနေမှန်းတည်တည်နဲ့ငြိမ်ခံပေးနေကြတယ်အဲခင်ဗျားတို့တွေလည်းမယူသားဘူးချက်ချင်းဒီတိုင်းမှာယူတယ်မယူသားဘူးခင်ဗျားတို့တွေမယူသားကြဘူး ခင်ဗျားတို့ထွက်ပြေးကြဖို့လိုတယ်ကြက်ချီနေတဲ့တော့ conflict area ဘယ်လိုသွားရလဲဆိုတာခင်ဗျားတို့သိတယ်အဲ့တော့အခုလေခုကျွန်တော်ပြောနေရပြီခုကျွန်တော်ပြောမှားလေဆိုခင်ဗျားတို့ကြက်ချီနေတိုင်းမှာပြောလို့ရပြန်ပြောရှင်းရှင်းလေးပြန်ကဲဒါတော့ဗောနော်ကျွန်မင်းရဲ့ဒီ ကျပ်ပစ်ကောင်စီဒီချက်ချင်းဒီဟီတန်းတွေပြက်ခတ်မှုနဲ့ပတ်သက်ပြီးတော်တော်လေးကိုပြန်ပြီးဖြေရှင်းနေတာဖြစ်ပါတယ်နော်အဲ့တော့ကြည့်လိုက်ရင်တော့တရုတ်ကပဲဘာညာကွက်ကတရုတ်ကိုပဲသူတို့ကအပြစ်တင်သလိုပါအောင်နဲ့တကယ်တော့တရုတ်ကသူတို့ကို3ပေးလိုက်တယ်တခါတည်းအပြစ်တောင်ရက်ရက်ရတဲ့အဆင့်ဖြစ်သွားတယ်နော်ဒါအားလုံးလည်းသိပြီးသားဖြစ်ပါတယ်ပထမတော့မပြစ်ပါဘူးဆိုညင်းသေးတယ်နော်ဒါသူတို့ရဲ့ဒီ Moma Channel တွေကနေ Telegram တွေနောက်ပိုင်းကျမှညင်းလို့မရလို့ Zombie လုံးကိုလည်းထွက်ဝင်ခံတာဖြစ်ပါတယ်အဲ့ကြမှာပဲသူတို့ဒီအပြစ်ရတဲ့အထိဖြစ်သွားတာပါနော်အဲ့တော့ဟိုကတာကောရဲ့သူတို့ဘယ်တော့မှစုလိုက်လည်းမသိဘူး ကဲအချမစစ်ကောင်စီဒီအပြစ်ရတယ်ဆိုပေမဲ့လည်းပေါ့နော်ဒီတခြားနေရာတွေမှာဒီငလင်ငလင်အတွက်ပေါ့နော်ငလင်အတွက်ဆိုရင်မှတယောက်တယောက်လုံးတောင်းနေတဲ့တရင်နှောင်းကြအောင်နော်ဒီတိုင်စေတုတ္တရာမျိုးနဲ့အတွင်းကခြေရွာတချို့မှာစေတုတ္တရာမျိုးစီကငလင်ကူညီရေးလို့ဆိုကခြေရွာတအုပ်စုတယောက်လုံးနဲ့လှုပ်ဝက်စာထုတ်ပြီးလူတောင်းနေတယ်လို့စုံစမ်းသိရှိရပါတယ်ငလင်လှုပ်ခတ်ပြီးနောက်မှာစစ်ကောင်စီကခြေရွာတွေအတွင်းကိုငလင်ကယ်ဆယ်ရေးအတွက်ဆိုပြီးလူစုတာတွေရှိသလို့ ပေါ်တာဆွဲတာတွေကိုလည်းပုံမှန်ဆက်လက်လှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။တအုပ်စုကိုတရောင်နှုံတောင်းတာနေရာတိုင်းတောင်းတာတော့မဟုတ်ဘူး။တချို့ရွာတွေဘက်မှာတောင်းတာအခုကတော့နေပြည်တော်ကိုပြင်ဆင်မှုခေါ်တယ်လို့ထင်တာပဲဗျ။ကျန်တာတော့ထွေထွေထူးထူးတော့မရှိသေးဘူးလို့ဒေသခံအမျိုးသားတအုပ်ကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီကငလျင်ကိုအကြောင်းပြပြီးကုညီကယ်ဆယ်ရေးလို့ဆိုကလူစုဆောင်တာတွေရှိနေပြီးတခြားအကြောင်းအရာတွေတော့မသိရှိရသေးပဲ။ ကျေးရွာနေပြည်သူတွေကအခုလိုခေါ်ဆောင်တာကိုမလိုက်ချင်ကြဘူးလို့သိရှိရပါတယ်။အသက်50ကျော်အထိကိုခေါ်မဲလို့သိရတယ်။သွားတော့မသွားဘူး။အသက်50ကျော်တဲ့။ဘယ်သူမှမလိုက်ချင်ကြဘူး။စစ်မှုထမ်းကတော့လားစဉ်တအုပ်စု2ရောင်းလုံးပုံမှန်ပေးရတယ်။စစ်မှုထမ်းအတွက်ရွာကလူမပေးနိုင်ရင်အုပ်ကြီးစီသွားပြီးလူ9ပြီးပေးရင်ရတယ်။လူ9ဆိုတာကလူအစားပုံစံမျိုးပေါ်လို့နောက်ထပ်ဒေသခံတအုပ်ကမြို့တော်ကိုပြောပါတယ်။ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးတာတွေကိုကုညီကယ်ဆယ်ရေးများစွာလိုအပ်နေပြီးပြည်သူလူထုထိခိုက်သိဆုံးတာတွေလည်းများစွာရှိနေတဲ့အပြင်အခုအခါမှာလည်းစစ်ကောင်စီကငလျင်အတွက်ကုညီကယ်ဆယ်ရေးလို့ဆိုကကျေးရွာတွေဘက်ကိုကျေးရွာအုပ်စုအလိုက်လူစုဆောင်တာတွေရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်ကဲကြားရအောင်နော်ကျပစစ်ကောင်စီကသူ့ရဲ့ဒီစစ်သားတွေရဲခွေးတွေစစ်ခွေးတွေကိုဘာမှမခိုင်းမဲနဲ့ပေါ့နော်ဒီမှာပြည်သူတွေကိုပြန်ပြီးတော့ဒုက္ခပေးတဲ့အနေထားဖြစ်ပါတယ်နော် ကဲကျွန်တော်နောက်ဆုံးမှနားထောင်ပါတော့ပြစ်ခတ်အချမ်းမစစ်ကောင်စီအပြစ်ခတ်ရေးဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်သုံးသက်တင်ပြထားတဲ့ကိုစီးရပြီးနားထောင်ကြည့်လောက်နော်။ကောင်စီကတော့ရက်20ကြာဒီအပြစ်ခတ်ရက်ဆဲရေးကိုကြေညာခဲ့တယ်။ဒါပေမဲ့အဲ့ဒီရက်20ကြာအပြစ်ခတ်ရက်ဆဲမကြေညာခင်မိနစ်ပိုင်းဒီနိုင်ပိုင်းလိုမှကရင်ပြည်နယ်ကိုပုံကျဲလိုက်ပြီးတယ်။အဲ့တော့မင်းလှုပ်ပြီးပြီးချင်းမိနစ်ပိုင်းပြီးတာနဲ့ချက်ချင်းလေချောင်းတိုက်ခိုက်မှုဘုံတနိုင်ကန်လုံးပတ်ပြီးဘုံကျဲနေတဲ့စစ်ကောင်စီကတရုတ်ရင်နှန်းကိုတရုတ်ဒီငလျင်ကူညီခဲ့တဲ့ရင်နှန်းကို နောက်ထပ်မှာစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေပြစ်တယ်ပြစ်လိုက်တဲ့အချိန်မှာဟိုကအနောက်ပြန်ဆုတ်သွားရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တနင်္ဂနွေကတည်းကထွက်လာတဲ့အချိန်မှာစစ်ကောင်စီရဲ့ဒီပြောရေးဆိုခွင့်ရှိသူဆိုတဲ့ငမဲလုံးကနော်ဒီဟာဟိုကြိုတင်ကြောင်းကြားခြင်းမရှိလို့လို့စသဖြင့်ခေါင်းစဉ်တွေအမျိုးပေးပြီးတော့ဖာကြတယ်ဒါပေမဲ့ဘလို့မှသူတို့ညင်းလို့မရတဲ့အဆုံးကြတော့သူတို့ပြစ်ပါတယ်လို့ဝန်ခံလိုက်ကြတယ်အဲ့တော့အဲ့ဒီကနေပြီးတဲ့အချိန်မှာအခုချက်ချင်းတင်ရောက်ရင်နန်းကိုတွားပစ်လိုက်ပြီးတဲ့ထောက်မှာ စစ်အပြစ်ခံရက်စဲကြီးရက်၂၀ဆိုကြီးညံလိုက်တာရှင်းရှင်းပြောရရင်တော့သူ့ဖေသူ့ပထွေးရသူ့ကျိတ်လိုက်ရင်ဟုတ်တယ်ကျိတ်လိုက်ရအတွက်ချက်ချင်းပြေချတော့ဒါပေမဲ့မင်းရောက်နိုင်အနေနဲ့ကတော့လက်ရှိအာနာယူဖို့တစ်ခုလောက်ပဲသူ့ခေါင်းထဲရှိတယ်ဒီတိုင်းမှပြင်ပါမယ်အစည်းအဝေးကိုလည်းဒါသူကိုယ်တိုင်တက်မယ်လို့အခုတရားဝင်ကြေညာလိုက်တယ်ဒီမီဒီယာတွေတက်လာတယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့လည်းတော်တော်ရှုပ်ထွေးနေတဲ့အတိုင်းသာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနိုင်ငံမှာရှိနေတဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်လို့ဟိုပြောလို့ပြောတင်နိုင်ပြောလို့မရတဲ့အကန့်တွေကျွန်တော်တို့မှာရှိတယ် ။ဘာဖြစ်လို့လဲအရှင်းမပြောခဲ့တဲ့ဗီဒီယိုဖိုင်တော်မှကျွန်တော်ပြန်ဖြတ်လိုက်တာ။နော်ကျွန်တော်မပြောချင်ဘူးအများကြီးပြောကျွန်တော်တို့လုံနိုင်တဲ့အတိုင်းအတာအထိပဲကျွန်တော်လုပ်မယ်။အရာတစ်ခုနဲ့ညက်တန်သွားတဲ့ဟာမျိုးတော့ဟိုကျွန်တော်တို့အဖြစ်မခံနိုင်ဘူး။ဘာလို့ဆိုကျွန်တော်တို့တိုင်းပြည်အတွက်အရန်အရေးကြီးနေတဲ့အချိန်လုံနိုင်တဲ့တကြပ်ဖို့လုံနိုင်တဲ့တကြပ်ဖို့ဝိုင်းလောက်ကမှအချိန်ဖြစ်တဲ့အတွက်တစ်ခါကျရင်ကျွန်တော်တို့မှဖြစ်ချင်တာကိုညိုတိတ်ပြီးတော့ဟုတ်ကဲ့လို့ပြောပေးရတဲ့အခက်တန်နေတဲ့အများကြီးကြုံခဲ့ရတယ်။နော်ထားပါအဲ့တော့ဒီနေ့မှတော့ဒီအပြစ်ကတ် ရစေးစစ်ကောင်စီကြီးညာတဲ့တည်င်းနဲ့အခုကျွန်တော်တည်င်းဖက်ပြမှာကတော့တနိုင်ငံလုံးဝန်내ပြည်သူဝန်내ပူဆွေးနေအပင်နှစ်သိမ့်မှုရတပတ်အဖြစ် UNG ရဲ့ကြီးညာဆိုတည်င်းလေးကိုအရင်ဖက်ပြပါမယ်ညိုပြက်ကြီးလို့ဖြစ်နေပါတယ်လမ်းပေါ်မှာတွာလာမဲ့လူမရှိကားမရှိဆိုင်ကယ်မရှိတော့အဆောက်အုံတွေအားလုံးကပျို့ပြီးတော့80ရာခိုင်နှုန်းအကုန်ပျို့ကြနေတယ်လက်ရှိသခိုင်းမှာနောက်ထပ်ဆိုးတဲ့တည်င်းတစ်ခုကတော့အဲ့ဒါဘာလဲဆိုတော့ဝမ်ပြက်ဝမ်ချောယောဂါ၅ခုစတင်ဖြစ်ပေါ်နေပါပြီငလင်းရှောင်စခန်းမှာစစ်ဘေးရှောင်စခန်းလို့ပြောငလင်းရှောင်စခန်းလက်ရှိသခိုင်းမှာရှိတယ် အဲ့ဒီစခန်းမှာရှိတဲ့ပြည်သူတွေက၅ဦးကဝမ်းပြည့်ဝမ်းလျှော်ယောဂဖြစ်နေတယ်ဆေးဝါးတွေမလုံလောက်မှုနောက်ဆုံးဆိုးလာကကျွန်တော်တို့အလောင်းထဲတဲ့အိတ်တွေလက်အိတ်တွေရှားပါလာလက်ရှိရန်ကုန်မှာရှိတဲ့ plastic စိတ်အုံတစ်ခုကတော့ဒီအိတ်တွေကိုသူတို့ခမဲ့ပေးဝေတယ်ဒါပေမဲ့တချို့နေရာတွေကပုံမှန်6000ရောင်းရတဲ့အနေအထားကနေအခု1000ဝဲ2000အထိဖြစ်တဲ့နေရာဖြစ်ဝိုင်းလို့ကြာတိရတယ်တကယ်ဒီတည်ရင်ကတော့စိတ်မကောင်းစရာကြီးပြာနော်အမှန်တကယ်ဆိုရင်အဲ့ဒီစိုင်တွေအနေနဲ့အလကားတောင်ပေးတင်တာမဟုတ်ဘူးလား ကျွန်တော်အတိုင်းပြည်မှာလေအဲ့လိုစာနာစိတ်ကင်းမဲ့တဲ့လူတွေကြောင့်เนาะဒီလိုလူလူဘယ်လိုပြောမလဲဟိုလူစီမမီတဲ့ကောင်တွေတက်ပြီးတော့တိုင်းပြည်ကိုအုပ်ထုပ်ဖို့ခံနေရတာအုပ်ထုပ်ခဲ့တာကိုခံနေရတာအခုအလှူကိစ္စနဲ့ပတ်သက်လို့တိုင်းပြည်တော်ဝိုင်းဆဲတဲ့အချိန်မှာဘာတွေပြန်ပြောကြလဲဆိုတော့အားလုံးစီစဉ်ပြီးပြီးချွေကြတော့အဖိုးအဖွားတွေကတို့သားတွေကိုအာဒီလိုမျိုးမောင်ရောင်းလို့စင်စည်းမြင့်ရပြီးတော့တို့ကုလိုကောင်းမှုပြုလုပ်တာတို့ရှင်လောင်းလှဲ့တာမြင်ချင်တယ်ပေါ့ တို့ဒါကကျွန်တော်တို့စဉ်းစားနေပြရိုးရာဆိုတာရိုးရာပါပဲဒါပေမဲ့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာဖြစ်တဲ့အတွက်မြတ်စွာဘုရားကသူ့ရဲ့သားတော်ယာဟုလာကိုရှင်ပြူတာတော့မှနော်စင်လည်းမစည်းခဲ့ဘူးမြင်းလည်းမစည်းခဲ့ဘူးစင်လည်းစီးပြီးမြင်းလည်းမယံဘူးဝတ်တွေချက်တွေနော်အချိန်ပေါင်းများများစွာတတ်ပြီးတော့လည်းမကြွေးခဲ့ဘူးနော်ရှင်သာရိပုတ္တရာကိုတင်ငန်းစီးပြီးလိုက်လို့ပဲပြောလာတာကိုကိုပွေတဲ့နော်ဒီလိုမြတ်စွာဘုရားရှင်တော်မှာသူ့ရဲ့သားအရင်ခောက်ခောက်ကိုဒီပုံစံသာသနာပေါင်းတွတ်တွင်းလိုက်တဲ့ဟာကျွန်တော်တို့က ဒီကာလမှာဘာသာရေးအတိလေးလောက်တော့ရှိတိမကောင်းတယ်ရုံမာတဲ့အစိုးရနော်အလေလို့ဖြစ်စီချင်တယ်နော်ကျမပြည့်တဲ့အစိုးရတောင်းထုတ်တာဒီကြီးတဲ့ကျမပြည့်တဲ့ပြည်သူရှိလို့တဲ့အဲ့ဒီစကားကျွန်တော်အယမ်းကြိုက်ဒါကြောင့်မို့လို့ကိုဂျိုးရှာတမားရှိနေတာဒီကိုဂျိုးရှာခံတဲ့လူတွေရှိနေလို့အဲ့ဒါကိုတေချာစဉ်းစားပါနော်လှူအပ်ပြီးတော့မလုပ်ပါနဲ့ကိုထည့်လိုက်တဲ့ငွေလက်ခံတဲ့လူကိုမထည့်ရင်ဒီလူကတမားရုံရင်ကြည့်ပါဒီလူအလုံးလုံးပုံကြည့်ပါနော်ကျွန်တော်ကစပြီးတော့ဒီပလိုက်နဲ့လုံနေသူအားလုံးကပြောတာ နော်တေချာကြည့်ပါစီစစ်ပါတတိချက်ချက်ဒါဆိုရင်ကိုဂျိုးရှန်သမားကြီးတဖြည်းပြောက်လာလေဒါတနီးလန်းနောက်နီးလန်းတစ်ခုလက်ကရခိုင်တက်တော်အေအေမှာ ထောက်ပံ့ကြီးထည့်ကြတယ်မလားကိုဂျိုးရှန်သမားကြားဘူးလားဘယ်ကြားဘူးမလဲပေါ်လာရင်အစပြောက်လိုက်တာကျွန်တော်အရန်တိုက်တယ်အဲ့ဒါလုံးပလိုက်စမ်းမှာတကောင်တော့ပဲလုတ်ပြလိုက်ကြည့်ပါအခုလက်ရှိတော်လှန်ရေးမှာဟမ်အများကြီးရပါတယ်ပြည်သူ့မွေကိုတကွယ်အလုံးစုံသတ်လုတ်တယ်တိတိတက်တက်ထောက်လှန်ရေးဖွဲ့ဖွဲ့ထောက်လှန် တကယ်ကိုကြိုးရှာနေပြီဒီကောင်ကပြည်သူအလွဲတော်နောက်နေစရင်ပြောက်အင်းပြောက်ဘာမှမသိเนาะလှုပ်ချင်တိုင်းလှုပ်နေရှင်းနော်ပေးချဖမ်းသွားစီစစ်ပလိုက်ပြစ်မှုထင်ရှားတာပြစ်ပေးလိုက်ဒါဆိုရင်တယောက်လောက်ပဲလှုပ်ပြတ်ကြည့်နောက်လူလှုပ်ရဲမလားဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့လိုလှုပ်မဲ့စနစ်လည်းမရှိဘူးအဲ့လိုလှုပ်မဲ့အပွဲ့စည်းလည်းမရှိဘူးအဲ့လိုလှုပ်မဲ့ဒူတွေလည်းမရှိဘူးဘာတော့ရှိလဲဆိုတော့ထီထန်းလန်းလျှောက်ကိုယ်လည်းဘာမှမဟုတ်ဘူး သူများတွေလည်းဟိုလူလျှောက်ပြောဒီလူလျှောက်ပြောဟိုလူအပြစ်တင်ဒီလူအပြစ်တင်ဆိုတော့တကယ်လုံးတဲ့လူတွေကအဲ့ဒီလူတွေကြောင့်စိတ်ပြတ်သွားနောက်တစ်ချို့တွေဆိုအလုံယုံစင်းနေနေတဲ့နော်တနည်းကိုနေသေးရဲ့ပိတ်သူတို့မှတော်လှန်ရင်တွေ့အားအဆိုင်နဲ့အလူတွေခံတယ်နေဘူးထဲမှာတနည်းလုံးอืมเนาะဒါပေမဲ့အဲ့လိုမျိုးပေါက်ပန်းလေးစပြောရလူကြီးကသူတို့စိတ်သက်ကြတယ်မလုပ်ချင်တော့အဲ့တော့အင်အားတွေမလျော့ပါဘူးလားတကယ်ခိုးရကောင်တွေကြတော့အသားလေးနှိမ့်ပြီးတော့နေသွားတယ်ဟာအမှသေပြောသေရောဒါကြောင့်မလို့လက်ရှိ ကျွန်တော်တို့တိုင်းပြည်အတွက်ဦးဆောင်မဲ့လူတွေအများကြီးများကြီးလိုအပ်တယ်။ငါမလုံနိုင်ဘူးလို့မတွေးပါနဲ့။လူတိုင်းကလုံနိုင်တယ်။အခုကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတိုင်းဒီကျွန်တော်တို့တထောက်တနေရာကဦးဆောင်နိုင်တဲ့အစွမ်းရှိတဲ့လူတွေကြီးပဲ။ကိုယ့်ကိုငါမလုံနိုင်ပါဘူး။ငါဘယ်လောက်လုံလို့လဲဘာမှမဖြစ်ပါဘူးမတွေးပါနဲ့။နော်ဒါကြောင့်မလို့ဦးဆောင်နိုင်တဲ့လူတွေရှစ်ထွက်လာကြပါဝိုင်းလုပေးကြပါ။သူများလူကန်တာကိုထဲဖို့လောက်ကျွန်တော်တို့ခေါင်းထဲကိုမထည့်ပါနဲ့။ငါကိုယ်တိုင်နဲ့လူများတွေလို့လုံမဲ့ကွာဆိုတော့အတွင်းမျိုးထွက်ပြီးတော့ဥဆောင်တဲ့အပိုင်းမှာ လုတ်ပေးကြမှာနောက်ဆုံးနိုင်ငံရေးနဲ့ပတ်သက်လို့ကိုကမလုံနိုင်နဲ့အခုလိုမျိုးအဘာဘေးအန္တရာယ်တွေလိုအပ်တဲ့နေရာတွေနိုင်ငံရေးနဲ့မညှိဆုံးမဲ့အနေအရာတွေမှာပေါ့နော်ဟိုဝိုင်းလုတ်ပေးကြပါကဲဒါကကိုစီရဲ့သုံးသက်ချက်ပြီလို့ရှိပါတယ်နော်ဟုတ်ပါတယ်အခုချိန်မှာဆိုရင် ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကူရမယ်နေထားဖြစ်ပါတယ်เนาะအခုချိန်မှာကူရဆိုတာကဒီရေရေတန်ဘိုးတွေပါညာထမင်းဘိုးဘူးတွေသွားပြေးတယ်ဆိုတာဒါယာယီပြောတာပါเนาะကျွန်တော်ယာယီပြဿနာမဟုတ်ဘဲနေတော့ရေရှိပလန်ကိုဆွဲမောက်ကိုဒီကေကူကေရမယ်နေထားဖြစ်ပါတယ်เนาะအခုအိမ်ကြီးဆိုရင်ထားပါတော့စကိုင်းမှာဆို80ရာခန်းလုံးပြည့်စည်သွားတယ်အဲ့ဒီအိမ်ကြီးမှာပြန်ပြီးတော့အိမ်ဆောက်ဖို့ဆိုရင်တော့မှဒီပြည့်စည်တဲ့ပုံယူရှင်းရအောင်မယ်เนาะ တော့တချို့နေရာတွေမှာဆိုရင်မန်လေးတို့ဘာလို့တွေမှာဆိုရင်ရိုင်ရိုင်သွားတဲ့အိမ်ကြီးဆိုရင်အဲ့ဒီရိုင်သွားတဲ့အိမ်ကိုဖြိုဖို့ယူပဲကိုတိတ်ကိုထောင်ထဲချီတုံးရတာပေါ့နော်ပြီးပြန်ဆောက်ရအောင်မယ်အဲ့တော့ဒီရဲ့အဖြစ်စဉ်ဒီရဲ့ process ကဒီနေ့နဲ့ချီကြာမဲ့ခါကြီးပေါ့နော်ဒီကြားထဲမှာလည်းခုမိုးရသေးရလာအောင်မယ်ပေါ့နော်အဲ့တော့အာဒီခုချိန်မှာဆိုရင်ဒါရေရှည် plan နဲ့ပေါ့နော်ဘယ်လိုမျိုးတွေကူအောင်မလဲဆိုတာမျိုးတွေလည်းစဉ်းစားတင်ပါတယ်နော်အဲ့တော့ခုချိန်မှာရှိတဲ့ငွေကြေးတွေကိုဝုန်းဝုန်းနဲ့ထုတ်သုံးတာမျိုးမဟုတ်ဘဲနဲ့ရေရှည် plan ပေါ့နော်ဒီအဆောက်အဦတွေစောက်တာမျိုးတွေဒီ ဒီစားတော့တာဟာဥမာဒါရေရေဆိုရင်ရေရင်းကြီးတူးလိုက်တာမျိုးတွေပေါ့နော်အဲအဲ့ဒါမျိုးတွေလုတ်ပေးနိုင်ရင်တော့ဒါအရန်ကောင်းပါတယ်နော်အဲ့တော့ဘာဖြစ်ပြောကျွန်တော်တို့ရဲ့ဒီငလင်ဘေးမှာပြည်သူပဲရှိတာဖြစ်တဲ့အတွက်ပေါ့နော်အဲကျွန်တော်အားလုံးကဒီရေရှည်ကိုမျောမှန်းပြီးမှပေါ့နော်ကုကုနိုင်ဖို့ဒီကနေတိုက်တွန်းလိုက်ပါနော်ဟုတ်ကဲ့အဆအဆုံးကြည့်ပြီးတဲ့မြို့ပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကျမ်းဖတ်မင်းအောင်လာရဲ့စစ်ဘေးငလင်ဘေးဘေးရည်ပေါ့ဆုံးမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ